ငရင်ပေလုံမြမစီပွားရေးပြန်လဲကုစားခြင်းနဲ့ပြန်လဲထူထောင်ခြင်းသုံးသက်ဆွေးနွေးပွဲ Rebuilding Myanmar Port Acquit Economic Recovery ဖွံ့ဖွဲခန္ဓာကိုဒီကနေ့မနက်ပိုင်းကနေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်မှာကျင်းပပြုလုပ်ရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တက်ရောက်ပြီးအဖွင့်အမှားစကားပြောကြားပါတယ် အခမ်းအနားသို့ကောင်စီတွဲဖက်တွင်မူဗိုလ်ချုပ်ကြီးရဲဝင်ဦးကောင်စီအဖွဲ့ဝင်များပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနဲ့ပြည်ထောင်စုဝန်ကြီးများကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တက်မတော်ရာရွှေကြီးများဒုတိယဝန်ကြီးများမြန်မာပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မြန်မာ narrative think tank နဲ့မြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMCCI မှဩဂတ်လနဲ့တာဝန်ရှိသူများနိုင်ငံတကာမှတန်တမန်များနိုင်ငံရေးပါတီများနဲ့အရက်ဖတ်အဖွဲ့အစည်းများမှကိုယ်စားလှယ်များစီးပွားရေးပညာရှင်များနဲ့အသင်းအဖွဲ့များမှတာဝန်ရှိ သူများဖိတ်ကြားထားသူများတက်ရောက်ကြပါတယ်။ ဥစွာခန္ဓာကိုပြန်လည်ထူထောင်ရေးသချင်းဖြင့်ဂုံပြုတ်ဖွင့်လှစ်ပြီးမြင်းငင်းဘေးအလုံးအကျက်တဲများကြမှာစီးပွားရေးအခွင့်အလမ်းများရှာဖွေဖော်ထုတ်ကကြော်လွားကြမီဗီဒီယိုကလစ်ကိုကြည့်ရှုကြပါရစေ။ အဲဒီနောက်မန္တလေးငရင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့်တိုက်ဆုံးခဲ့ရသည့်ပြည်သူများအတွက်ဝန်내ကြောင့်အထိတ်မှတ်ဖြစ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အခမ်းအနားတက်ရောက်လာကြသူများဟာတမနစ်ငြိမ်သက်စွာရပ်တန့်ကြပါတယ်။ အဲ့ဒီနော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကအဖွဲ့အမှားစကားပြောကြရမှာဒီနေ့ဖိုရန်ကြီးကိုမန္တလေးငရင်ကြီးကျောင်းထိခိုက်ပျက်စီးခဲ့ရတဲ့စီးပွားရေးလုပ်ငန်းများပြန်လည်ထူထောင်အားကောင်းလာစေရန်ငရင်ဘေးအလွန်ကာလမှာ ဖြစ်ပေါ်လာမဲ့ပြည်တွင်းပြည်ပဈေးကွက်စီးပွားရေးအသက်များနိုင်ငံစီးပွားရေးပုံမကောင်းမှုစေမဲ့အခွင့်အလမ်းများနဲ့ကြုံတွေ့ရနိုင်တဲ့စိန်ခေါ်မှုများကိုသိရှိနိုင်စေရန်နဲ့မြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရေးအခင်းကျင်းနဲ့ပထဝီစီးပွားရေးအခွင့်အလမ်းများကိုသိရှိအသုံးချပြီး ီးပြည်တွင်းကထုတ်ကုန်ပစ္စည်းများကိုဈေးကွက်ချက်ထွင်နိုင်ရေးနဲ့စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်းပေါင်းစည်းမြင့်တင်နိုင်စေရန်ဟူတဲ့ရည်ရွယ်ချက်၃ရက်ဖြင့်ကျင်းပခြင်းဖြစ်ပါကြောင်း မန္တလေးငရင်ကြီးကြောင့်တေဆုံသူ3939ဦးထိခိုက်ဒဏ်ရာရသူ9104ဦးနဲ့ပျောက်ဆုံးနေသူ68ဦးရှိခဲ့ပါကြောင်းမန္တလေးငရင်ကြီးလှုပ်ခတ်ပြီးပြီးချင်းမှာပင်ပျက်စီးဆုံးရှုံးမှုပမာဏများပြားတာကိုတွေ့ရတဲ့အတွက်မိမိအနေနဲ့ချက်ချင်းဆိုတဲ့ကဲ့သို့ကယ်ဆယ်ရေးနဲ့ကုညီထောက်ပံ့ရေးလုပ်ငန်းများမှာပြည်တွင်းပြည်ပမှာအကူအညီများပေးရနိုင်ရန်ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်းဒါကြောင့်နိုင်ငံပေါင်း22နိုင်ငံမှကယ်ဆယ်ရေးပစ္စည်းတန်ချိန်3109တသမ319ရရှိခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်းပေါင်း1080ဦး၊ကျန်းမာရေးစောင့်ရှောက်ရေးပညာရှင်များနဲ့ဆရာဝန်များ289ဦးတို့လာရောက်ကကယ်ဆယ်ရေးလုပ်ငန်းများလှုပ်ဆောင်ပေးခဲ့ကြကြောင်း ငရင်လုတ်ပြီးချိန်မှာနိုင်ငံပေါင်း26နိုင်ငံမှကယ်ဆယ်ရေးဝန်ထမ်းများနဲ့အကူအညီများဟာလေကြောင်းရေကြောင်းနဲ့ကုန်းလန်ခီးများကတဆင့်ရောက်ရှိလာခဲ့ကြကြောင်းအဲ့ဒီအတွက်မန္တလေးငရင်ကြီးကယ်ဆယ်ရေးလုပ်ငန်းများမှကူညီခဲ့ကြတဲ့နိုင်ငံများမှအစိုးရများနဲ့အဖွဲ့အစည်းများပြည်တွင်းပြည်ပအလှူရှင်များနဲ့ကယ်ဆယ်ရေးဝန်ထမ်းများအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်းကိုနိုင်ငံတော်အစိုးရနဲ့မြန်မာပြည်သူများကိုစားပြောကြားလိုပါကြောင်းမန္တလေးငရင်ကြီးကြောင့်မိမိတို့နိုင်ငံရဲ့လူမှုစီးပွားပျက်စီးဆုံးရှုံးမှုများဟာ လွန်ကြီးမားခဲ့ကြောင်းတွက်ချက်ထားမှုအရာငွေကျပ်3629.238ဘီလီယံရှိခဲ့ပြီးပြည်လည်ထူထောင်ရေးလုပ်ငန်းများကိုအရှိန်အဟုန်နဲ့မိမိတို့အားလုံးဆောင်ရွက်နေပြီဖြစ်ပါကြောင်း ဒီကနေ့ကျင်းပတဲ့ဖိုရမ်ဟာမန္တလေးငရင်ကြီးကျောင်းပျက်စီးဆုံးရှုံးခဲ့ရတဲ့မြန်မာစီးပွားရေးကိုမိတို့ပြန်လည်ကူစားမိမိတို့ပြန်လည်ထူထောင်ကြမိမိတို့ပြန်လည်ကူစားပြန်လည်ထူထောင်မှုများမှာမိသည့်အခွင့်အလမ်းများရရှိလာနိုင်မည်ကိုလူမှုစီးပွားအမြင်ရှုထောင့်များပြည်တွင်းနဲ့နိုင်ငံတကာပညာရှင်များရဲ့သုံးသပ်မှုများလက်တွေ့ထိခိုက်ခန်းစားခဲ့ရတဲ့စီးပွားရေးနယ်ပယ်သေးသေးမှအကြံပြုချက်များကိုစူးစီးဆွေးနွေးသွားမှာဖြစ်ပါကြောင်း ဒီကနေ့မိမိတို့အခုနေရာကိုစူဝေးရောက်ရှိလာကြခြင်းဟာမိမိတို့မြေမြဆုံးရှုံးခဲ့သည်ကိုတွက်ချက်ဖော်ပြဝမ်းနည်းနေကြခြင်းထက်မီလီယံတွေကဇာမနီငှက်ကဲ့သို့မိမိတို့မြေတို့ပြန်လဲနိုးထရုန်းကန်ရှင်တန်ကြမည်မြေတို့ပြန်လဲတိဆောက်ကြမည်အရိထအရေးကြီးဒီမှာမြေတို့ပိုးပြီးကောင်းအောင်တိဆောက်ကြမည်ဆိုတာကိုနိုင်ငံချစ်စိတ်အခြေခံပြီးစီးလုံးချစ်ခင်ရင်းနှီးစွာဆွေးနွေးတိုင်ပင်ချရမယ်ဖြစ်ပါကြောင်း မန္တလေးငရင်ကြီးဟာရုပ်ပိုင်းဆိုင်ရာ ပြည့်စည်မှုများဖြစ်ခဲ့ယုံများမကမိမိတို့ရဲ့လူမှုစည်းဝေးပေါ်များတည်ယူပို့ဆောင်ရေးများစွမ်းအင်များဆက်သွယ်ရေးများကိုပါဖျက်ဆီးဖျက်တောက်ခဲ့ကြောင်းအသက်များဆုံးရှုံးခဲ့ရပြီးငရင်ဘေးတင်ပြည်သူများဟာနေရက်များယာယီရွှေ့ပြောင်းခဲ့ရကြောင်းပြည်သူများရဲ့စိတ်ဓာတ်ခွန်အားကိုထိခိုက်စေခဲ့တဲ့ကဲ့သို့မိမိတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်မှာလည်းရိုက်ခတ်မှုများအထောက်အလျောက်ရှိခဲ့ကြောင်း သို့တော်လည်းအခုမိမိတို့ဟာအင်အားရှိလာတဲ့အမှန်တရားတစ်ခုနဲ့နိုးထလာခဲ့ကြကြောင်းအဲ့ဒီအမှန်တရားဟာမြမလူမျိုးများရဲ့ပြင်းပြတဲ့စိတ်ဓာတ်နဲ့စူးစီးညင်ညွတ်မှုဟာငရင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဘဲကြံ့ကြံ့ခံပြီးရင်ဆိုင်ကျော်လွှားသွားနိုင်မယ်လို့မိမိအနေနဲ့အခိုင်အမာပြောလိုကြောင်းမိမိရဲ့အခုဆွေးနွေးပြောဆိုမှုဟာတွေးတောစဉ်းစားမှုတစ်ခုသာမျှမကဘဲလမ်းပြမြေပုံတစ်ခုအတွက်အုတ်မြစ်ချခြင်းလို့လည်းပြောလိုပါကြောင်း မြန်မာနိုင်ငံရဲ့ငရင်ပေအလို့စီးပွားရေးပြန်လည်ကူးစားကြရမှာမိမိတို့ရဲ့စူပေါင်းရှုမြင်မှုများနဲ့အတူဆောင်ရွက်တင်သည့်မဟာပြူဟာမြောက်မန်တိုင်ကြီး၃ရက်ကိုမိမိသုံးသပ်ပြောကြားလိုကြောင်းအဲ့ဒီ၃ရက်မှာပထမမန်တိုင်အဖြစ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပေးမှုများနဲ့လူမှုကာကွယ်ရေးတတိယမန်တိုင်အဖြစ်တန်းတန်းခံပြီးချုံငုံမှုရှိတဲ့ပြုပြင်ပြောင်းလဲမှုများဖြစ်ကြပါကြောင်းပထမဆုံးမန္တလေးဖြစ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပေးမှုများနဲ့လူမှုကာကွယ်ရေးအနေနဲ့ ငရင်တပောင်းကဘေးရန်ရဖြစ်ပွားပြီးမိမိတို့ရဲ့ဦးစားပေးမှုဟာရိုးရှင်းပြီးအစွန်တလျင်လွတ်ရောက်မဲ့ကိစ္စဖြစ်တဲ့အသက်များကိုကယ်တင်ရန်နဲ့လူမှုအတိုင်းဝန်တည်ငြိမ်မှုရှိစေရန်မိမိတို့စတင်လှုပ်ဆောင်ခဲ့ကြောင်းအစိုးရအဖွဲ့အစည်းများဒေသဆိုင်ရာအာဏာပိုင်များအရက်ဖတ်အဖွဲ့အစည်းများနဲ့နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများကြားမှာတည်သားထင်ရှားတဲ့ပူးပေါင်းဆောင်ရွက်မှုများနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီများကြဲကြဲပြန့်ပြန့်ရရှိအောင်ဆောင်ရွက်ခဲ့ပြီး ဆက်လက်ပြီးတော့လည်းဆောင်ရွက်လျက်ရှိပါကြောင်းအခုဆောင်ရွက်နေခြင်းများပေါ်မှာပုံမှုထိရောက်အောင်အရှိန်မြင့်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းနေရင်ကြီးကြောင့်လူပေါင်း6သိန်းခန့်အပေါ်အကျိုးသက်ရောက်မှုရှိခဲ့ပြီး လူထောင်ပေါင်းများစွာအိုးအိမ်ရွှေ့ပြောင်းခဲ့ရကြောင်း ငရင်ဘေးကြီးမားစွာခန်းစားခဲ့ရတဲ့ဒေသများမှာငရင်လှုပ်ပြီး82နာရီအတွင်းအရေးပေါ်ရွက်ပြင်တဲများကိုတိဆောက်ပေးခဲ့ကြောင်းတန်ရှင်းတဲ့ရေအစားတောင်းတဲ့စေဝါများကိုလည်းပံ့ပိုးပေးနိုင်ခဲ့ကြောင်းဂျာမန်ရေးဆောင်းရှောက်မှုအနေနဲ့ငရင်ကြောင်းပျက်စီးခဲ့တဲ့ဒေသများမှာရွှေ့ပြောင်းစေယုံနဲ့စေကံများဖွင့်လှစ်နိုင်ခဲ့ပြီးငရင်ဘေးသင့်ပြည်သူများကိုအရေးပေါ်ဂျာမန်ရေးဆောင်းရှောက်မှုပေးနိုင်ခဲ့ကြောင်း လူမှုအတိုင်းဝန်ကြားအထူးသဖြင့်ကလေးငယ်များတက်ကြီးရွယ်အိုများနဲ့အသက်ဘေးကလွမြောက်လာသူများရဲ့စိတ်ထိခိုက်ခံစားမှုများအတွက်စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများကိုပါထည့်သွင်းဆောင်ရွက်ခဲ့ကြကြောင်းတိုးတော်လေလူသားချင်းစာနာထောက်ထားမှုအကူအညီများဆိုသည်မှာတက်တာတွားယုံနဲ့ရက်တန့်ပြည့်၍မရကြောင်းအဲ့ဒီအကူအညီများကိုလူမှုကာကွယ်စနစ်တစ်ခုအတွင်းသို့ကူးပြောင်းပေးရမှာဖြစ်ကြောင်း ဒါကြောင့်မိမိတို့ဟာယာယီနေအိမ်မှာငရင်တန်းခံနိုင်တဲ့အမြဲတမ်းနေအိမ်များစောက်လုပ်ပေးခြင်းနေရာရွှေ့ပြောင်းနေထိုင်ခဲ့ကြရတဲ့ကလေးငယ်များကိုလုံခြုံစိတ်ချရတဲ့ကျောင်းများနဲ့စာသင်ခန်းများမှာတက်ရောက်နိုင်စေရေးစောင့်ရွက်ပေးခြင်းနဲ့ပင်မဝင်ငွေဆုံးရှုံးခဲ့ရတဲ့မိသားစုများအတွက်အရေးပေါ်အသက်မဝင်ကြောင်းထောက်ပံ့ငွေများပံ့ပိုးခြင်းများကိုစောင့်ရွက်ပေးလျက်ရှိကြောင်းအရာဟာလူမှုကာကွယ်ပေးမှုအစီအစဉ်ရဲ့အစိတ်အပိုင်းများလို့ပြောနိုင်ပါကြောင်းဒါကြောင့်မိမိတို့ရဲ့ပထမမန်းတိုင်းဟာပြည်သူအရေးဦးတည်စောင့်ရွက်ပေးနေခြင်းဖြစ်ကြောင်းကို ပြောကြားလိုကြောင်းဒုတိယမန်တိုင်းဖြစ်တဲ့အခြေခံအဆောက်အအုံများပြန်လည်တိစောက်ခြင်းနဲ့စီးပွားရေးပြန်လည်ရှင်သန်စေဖို့အတွက်လည်းဆောင်ရွက်နေပါကြောင်းငရင်ကြောင်းဖြစ်ပေါ်ရတဲ့စီးပွားရေးကဏ္ဍထိခိုက်ဆုံးရှုံးမှုများဟာကြီးမားလာကြောင်းလမ်းများဟာဆူဆူဝါဝါပြက်စီးခဲ့ပြီးတရားများပြိုကျခဲ့ကြောင်း MSME များမှအစားစက်ယုံအလုပ်ယုံများစီးပွားရေးလုပ်ငန်းကြီးများထိခိုက်ပျက်စီးခဲ့ကြကြောင်းသို့တော်လည်းအကြက်တဲများကြောင့်အခွင့်အလမ်းများရှိနေတာကိုမိမိတို့သတိပြုရမှာဖြစ်ကြောင်း ်အခုချိန်ဟာပြန်လည်တိဆောက်ယုံတက်တက်ကာလမဟုတ်ကြောင်းပူပီးကောင်းမွန်တဲ့ပူပီးစိမ့်လန့်တဲ့လူမှုဝန်းကျင်ကိုပြန်လည်တိဆောက်နိုင်မဲ့အခွင့်အလမ်းများလည်းရှိနေပါကြောင်းမိမိတို့ဟာကြံ့ကြံ့ခံတဲ့အခြေခံအဆောက်အအုံများဖြင့်ပြန်လည်ထူထောင်ရေးအမျိုးသားအဆင့်အစီအစဉ်ကိုစနစ်တကျလှုပ်ဆောင်ရမှာဖြစ်ပါကြောင်းအဲ့ဒီအစီအစဉ်မှာပြည်တွင်းရမုံငွေများအစိုးရနဲ့ပုတ်ကလစ်ကတို့ရဲ့မိဖက်ဆောင်ရွက်မှုများ Public Private Partnership နဲ့နိုင်ငံတကာကူညီများကိုထည့်သွင်းပါဝင်စေပြီးအဓိကကျတဲ့နေပယ်၅ခု ပြန်လည်တည်ထောင်ရေးများဦးစားပေးလှုပ်ဆောင်တင်ပါကြောင်းအဲ့ဒီနယ်ပယ်များမှာလမ်းမဆက်သွယ်ရေးလျှက်စစ်စွမ်းအင်စိုက်ပျိုးရေးတယ်လီဖုန်းဆက်သွယ်ရေးနဲ့အများပြည်သူပိုင်းအဆောက်အုံများဖြင့်ဖြစ်ကြပါကြောင်းအခြေခံအဆောက်အုံများပြန်လည်တိစောက်ခြင်းနဲ့အတူမိမိတို့ဟာမြမစည်းဝါးရေးရဲ့ကြော်ရုပ်ပမာဖြစ်နေတဲ့အသေးစားအငယ်စားနဲ့အလက်စားလုပ်ငန်း MSME များပြန်လည်ရှင်းတက်လာအောင်လဲအာယုံဆိုင်လှုပ်ဆောင်ကြရမှာဖြစ်ပါကြောင်း မိမိတို့ဟာငရင်ဘေးပြန်လဲထူထောင်ရေးလုပ်ငန်းများမှတဆင့်ရင်းနှီးမြှုပ်နှံသူများရဲ့ယုံကြည်မှုကိုပြန်လဲတည်ဆောက်နိုင်ကြရမယ်လို့လည်းမျှော်လင့်ပါကြောင်းမြန်မာနိုင်ငံအနေနဲ့နိုင်ငံတကာယင်းနှိမ့်ညွန်မှုနဲ့ပြည်လဲထူထောင်ရေးဖိုရမ်ကဲ့သို့ပွဲမျိုးကျင်းပခြင်းဖြင့်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်းထို့ကဲ့သို့သောဖိုရမ်မှာပြည်လဲထူထောင်ရေးဆောင် recovery ဆောင်များကိုတတ်မှတ်ခွင့်ပြုခြင်းလုံသားကိုင်းသားရှိတဲ့တတ်တာခွင့်မှလုံးပေးခြင်းနဲ့ ESG Focus Regulation လို့ခေါ်တဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးလူမှုဝန်ကျင်ဖွံ့ဖြိုးရေးနဲ့အုပ်ချုပ်မှုကောင်းမှုရေးအခြေခံနဲ့လုံထုံးလုံနည်းများကိုပါဖော်ထုတ်ပြီးရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်နိုင်မယ်လို့ယူဆပါကြောင်းတတိယမန်းတိုင်းအနေနဲ့ပြုပြင်ပြောင်းလဲမှုများနဲ့ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်ပြုပြင်ခြင်း Reform and Global Partnership အစီအစဉ်များပင်ဖြစ်ပါကြောင်းပြန်လည်ထူထောင်ခြင်းလို့ဆိုလိုက်ပါကရုပ်ပိုင်းဆိုင်ရာထက်ကျော်လွန်ပြီးအဓိပ္ပာယ်တက်ရောက်မှုရှိတယ်လို့ပြောရမှာဖြစ်ပါကြောင်း ပြန်လည်ထူထောင်ခြင်းဟာပြုပြင်ပြောင်းလဲခြင်းနဲ့ပြန်လည်အသစ်တည်ခြင်းတို့ရဲ့လုပ်ငန်းစဉ်တစ်ခုလို့ကြဲကြဲပြန့်ပြန့်စဉ်းစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းအဲ့ဒီလိုဆောင်ရွက်ကြရမှာမိမိတို့ဟာကာလရှည်ချင်းကပ်မှုကြီး၃ခုကိုလှုပ်ဆောင်တင်ပြီးငရင်အပါဝင်တဘောင်းဝ BNE ရဲ့အတွက်အသစ်ပြင်ဆင်ထားရှိမှုငွေကြေးဗန္ဒာရေးအရာတာဝန်ယူမှုတာဝန်ခံမှုနဲ့အားလုံးခြုံငုံသည့်ဖွံ့ဖြိုးတိုးတက်မှုများပင်ဖြစ်ပါကြောင်း တဘောင်းဝဘေးအန္တရာယ်အသင့်ပြင်ဆင်ထားရှိမှုကိုချင်းကပ်လှုပ်ဆောင်ရမှာမိမိတို့ဟာတဘောင်းဝဘေးအန္တရာယ်မြင့်မားမှု ရှိနေတဲ့နေရာပြအမျိုးသားအဆင့်မြေပုံတစ်ခုကိုနောက်ဆုံးအချက်လက်များနဲ့အတူရေးဆွဲပြီးအခြေခံဆောင်ရွက်တင်ကြောင်းအချက်ပေးစနစ်များစောစီးစွာတက်ဆိုင်ကြရမှာဖြစ်ပြီးကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းစဉ်အဆင့်ဆင့်ကိုခင်မီနည်းပညာများနဲ့ပေါင်းစပ်ပြီးပြန်လည်ရေးဆွဲကြရန်လိုပါကြောင်း ဘန္ဒာရေးဆိုင်ရာတာဝန်ယူမှုတာဝန်ခံမှုဆိုရမှာလဲမိမိတို့ဟာပြန်လည်တိစောက်ရေးရမုံငွေများခွဲဝေသုံးစွဲမှုများကိုထင်သာမြင်သာစီစီရမှာဖြစ်ပြီးအလီအလွင့်မရှိစေရေးနဲ့တိုးတက်ရေးအတွက်အမဲဆောင်ချက်ကြီးရှုရမယ့်ရန်ရာများကိုလည်းဖွဲ့စည်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းတတိယချင်းကပ်မှုဖြစ်တဲ့အားလုံးခြုံငုံပါဝင်သည့်ဖွံ့ဖြိုးတိုးတက်မှုဟူသည်မှာအမျိုးသမီးများတိုင်းတန်းကြီးကိုမောင်မောင်များနဲ့ပြည်သူအားလုံးခြုံငုံပါဝင်စေမယ့်ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ခြင်းဖြစ်ပါကြောင်း မိမိတို့ရဲ့ပြန်လည်ထူထောင်ခြင်းစီစဉ်များကိုဆောင်ရွက်ကြတဲ့အခါမှာနိုင်ငံတကာနဲ့ဒေသဆိုင်ရာမိတ်ဖက်များနဲ့အတူလက်တွဲဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းအာဆီယံနဲ့ဒေတာရင်းနိုင်ငံများအိန္ဒိချင်းနိုင်ငံများဒေတာနဲ့နိုင်ငံတကာဖွဲ့စည်းများနဲ့အတူငရင်ဘေးပြည်လဲထူထောင်ခြင်းကိုကာလာတို့ကာလာလက်ကာလာရှိစီမံဆောင်ရွက်ကြရန်လိုအပ်တာကိုလည်းတုံ့သက်ပြောကြားလိုကြောင်း ပြန်လည်တိစောက်ခြင်းဟူသည်မှာပြန်လည်နလန်ထူအောင်လှုံ့ဆော်ခြင်းသာမကပဲအနာဂတ်မှာလုံခြုံအာမခံမှုရှိသည့်နိုင်ငံတနိုင်ငံကိုဖန်တီးတိစောက်ခြင်းဖြစ်တယ်လို့လည်းပြောလိုပါကြောင်းအနာဂတ်မှာအခြေခံအဆောက်အအုံများကြံ့ကြံ့ခံနိုင်ပြီးအုပ်ချုပ်မှုမှာတာဝန်ခံမှုတာဝန်ယူမှုရှိတဲ့မျှတစွာဖွံ့ဖြိုးတိုးတက်သည့်အခြေခံကောင်းများရှိနေရမှာဖြစ်ပါကြောင်း မိမိတို့အစီအစဉ်မှာပါဝင်ကြဖို့အတွက်ဒေတာတွေနဲ့နိုင်ငံတကာမိတ်ဖက်များအနေနဲ့မိမိတို့ကိုထောက်ခံအားပေးယုံမျှမှာကပဲအမြင့်သစ်မြန်မာနိုင်ငံ A New Version of Myanmar အတွက်မိမိတို့နဲ့အတူရင်းနှီးမြှုပ်နှံပေးကြရန်ဖိတ်ခေါ်လိုပါကြောင်းအဲဒီအနာဂတ်မြန်မာနိုင်ငံကိုပိုပြီးစီးလုံးညီညွတ်သည့်ပိုပြီးခြုံငုံပါဝင်ကြသည့်အနာဂတ်ကိုအသင့်ဖြစ်နေမှုပိုပြီးခိုင်မာသည့်နိုင်ငံတစ်နိုင်ငံအဖြစ်မိမိတို့ပုံဖော်တည်ဆောက်လိုပြီးတည်ဆောက်ရန်လဲလိုအပ်ပါကြောင်း မိမိတို့ပြည်သူများအနေနဲ့လည်းငရင်ဘေးကဲဆဲလုပ်ငန်းများမှာပြသခဲ့ကြတဲ့ပြည်သူများရဲ့ရဲစွမ်းသက်တည်စီးလုံးညှင်းညွတ်မှုနဲ့ဇွဲလုံးလများဟာမိမိတို့နိုင်ငံအတွက်အကြီးအမားဆုံးသောအမျိုးသားအရင်းအမြစ်များဖြစ်တယ်လို့ဂုံယူပြောကြလို့ကြောင်းနိုင်ငံကိုပြန်လည်ထူထောင်ကြမယ်ခီးရှိမှာမိမိတို့ပြည်သူများဟာမိမိတို့ကိုဥဆောင်ခေါ်သွားမြင်ယုံကြည်မှုအလဲအနှံများဖြစ်တယ်လို့လည်းတင်စားပြောကြလို့ကြောင်း မိမိတို့ပြည်သူများအနေနဲ့ဘေးအန္တရာယ်အမျိုးမျိုးအခက်အခဲအမျိုးမျိုးကြားရောက်လာတဲ့အချိန်မှာအခုကဲ့သို့ WS Town က We are together ဟူတဲ့စိတ်သဘောထားခံယူချက်များကိုဆက်လက်မွေးမြူပြီးကြံကြံခံကြော်လွှားပေးကြရန်တိုက်တွန်းပြောကြားလိုကြောင်း အခုဆွေးနွေးပွဲကြီးရဲ့ရလဒ်များဟာမြန်မာနိုင်ငံရဲ့အနာဂတ်ကိုလှပစွာပုံဖော်ရမှာအားကောင်းသည့်ကောက်ကြောင်းပိုးရိပ်များအဖြစ်အကျိုးပြုနိုင်မယ်လို့မျှော်လင့်ပါကြောင်းဆွေးနွေးပွဲမှာရရှိလာတဲ့အတွေ့အမြင်များဗဟုသုတများရလဒ်ကောင်းများကိုမြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာချမှတ်ရမှာထည့်သွင်းအသုံးပြုနိုင်အောင်ဝိုင်းဝန်းကြံဆောင်ပေးကြရန်နဲ့အနာဂတ်နိုင်ငံတော်ကြီးကိုပုံမူလှပတဲ့အနာဂတ်ကိုပုံမူထွန်းလင်းသောအလင်းတန်းများနဲ့အတူဖန်တီးပုံဖော်တိဆောက်ပေးကြရန်တိုက်တွန်းပြောကြားလိုကြောင်းဖြင့်ဆွေးနွေးပြောကြား ားပါတယ်အရင်နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကဖြည့်ဆွတ်ဆွေးနွေးပြောကြားရမှာမိမိအနေနဲ့အနေငယ်ဖြည့်ဆွတ်ဆွေးနွေးပြောကြားလိုကြောင်း တဘောင်ဝဘေးဒဏ်များကြုံတွေ့ရမှုအနေနဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရတောင်းယူဆောင်ရွက်ပြီးချိန်နောက်ပိုင်းရာသီဥတုဖောက်ပြန်မှုများကြောင့်သာမကပဲကိုဗစ် -19 ရောဂါဖြစ်ပွားမှုများကိုပါကြော်လွားခဲ့ရကြောင်းအလားတူနိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့်ဖြစ်ပေါ်ခဲ့တဲ့စူပူအကြမ်းဖက်မှုများကိုလည်း2023ခုနှစ်နှစ်စံပိုင်းအထိကြော်လွားခဲ့ရကြောင်းပြည်တွင်းလက်နက်ကိုင်ပြိပခါများကြောင့်ဖြစ်ပေါ်လာတဲ့ခက်ခဲများကိုလည်းကြော်လွားနေရဆဲဖြစ်ကြောင်းအလာရု2023ခုနှစ်မှာမိုးခါမုန်တိုင်း 2024ခုနှစ်ရာဂီမွန်တိုင်းတက်ခဲမှုနဲ့မိုးတီထန်စွာရွာသွန်းခဲမှုကြောင့်ရေကြီးရေရှမ်းမှုများနဲ့တဘောင်ဝဘေးဒဏ်များကိုခံစားခဲ့ရကြောင်းအခုနှစ်မလ28ကဖြစ်ပွားခဲ့တဲ့မန္တလေးငရင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်းငရင်ဘေးဒဏ်ခံခဲ့ရတဲ့ဒေသများမှာမန္တလေးတိုင်းဒေသကြီးမှာထိခိုက်ပျက်စီးမှုပိုမှုများပြခဲ့ကြောင်းမန္တလေးတိုင်းဒေသကြီးဟာမိမိတို့နိုင်ငံရဲ့ဒုတိယစီးပွားရေးအကြီးဆုံးမြို့တော်ဖြစ်ကြောင်း အဲ့ဒီဒေသမှာအလက်စားအဆင့်ဘီလက်မြေနဲ့တမဏိထုတ်လုပ်ခြင်းများရှိပြီးငရင်ကြောင့်ထိကြိုက်ခဲ့ရကြောင်းဘီလက်မြေနဲ့တမဏိများဟာပြန်လည်တိဆောက်ရေးလုပ်ငန်းများအတွက်အ धिक လိုအပ်တဲ့ပစ္စည်းများဖြစ်ပြီးအ мян ဆုံးပြန်လည်ပြုပြင်ပြီးလဲပတ်နိုင်ရေးမိမိတို့အနေနဲ့စီမံဆောင်ရွက်ခဲ့ကြောင်းအဲ့ဒီအချိန်မှာဘီလက်မြေဈေးများမှာမြင့်တက်လာသဖြင့်မိမိတို့အနေနဲ့ထိမ့်သိမ်းဆောင်ရွက်ခဲ့ရကြောင်း တန်နဲ့ပတ်သက်ပြီးတော့လဲဆောက်လုပ်ရေးလုပ်ငန်းသုံးတန်းကြောင်းများအားပြည်တွင်းမှာလုံလောက်စွာထုတ်လုပ်နိုင်မှုမရှိသေးတဲ့ဖြင့်ပြည်ပနိုင်ငံများမှာအကူအညီများရရှိနိုင်ရေးမိမိအနေနဲ့အတိပေးဆောင်ရွက်ခဲ့ခြင်းများရှိကြောင်းစယုံအလုတ်ယုံများလဲပတ်နိုင်ရေးကုန်ချမ်းတွင်းအစုများဖြစ်ကြတဲ့လောင်စာနဲ့လက်စစ်တအားရင်းနှီးမြှုပ်နှံမှုငွေကြေးနဲ့လှုပ်အားများလိုအပ်ကြောင်း ကုန်ပစ္စည်းများထုတ်လုပ်ရမှာဒေတာရင်းထုတ်လုပ်နိုင်တဲ့ကုန်ကြမ်းများဖြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းရှင်များနဲ့တွဲဆုံခြင်းများမှာမိမိအနေနဲ့အမြဲတိုက်တွန်းပြောကြားခဲ့ကြောင်းမိမိတို့အနေနဲ့ကုန်ထုတ်လုပ်မှုများကိုမြန်မြန်ဆန်ဆန်ဆောင်ရွက်လာနိုင်မယ်ဆိုပါကပြည်တွင်းမှာကုန်ပစ္စည်းများပေါများလာမှာဖြစ်ပါကြောင်း ဆက်ယုံအလုတ်ယုံများလဲပတ်မှုရှိနေပါကအလုတ်ကန်ခွန်းလန်းများပေါ်များပြီးငွေကြေးလဲပတ်မှုများကောင်းမွန်လာစေကဝယ်လိုအားနဲ့ရောင်းလိုအားများလည်းမျှတကောင်းမွန်လာမှာဖြစ်ကြောင်း။ဒါကြောင့်လုပ်ငန်းများလဲပတ်ပြီးငွေကြေးလဲပတ်မှုများကောင်းမွန်အောင်မဖြစ်မနေဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း။ဒုတိယအကြီးမားဆုံးကွန်ထရောလုပ်မှုလုပ်ငန်းနယ်မြေဖြစ်တဲ့မန္တလေးတိုင်းဒေသကြီးအတွင်းပုံမှုအာရုံစိုက်ပြီးဆောင်ရွက်သွားကြရန်လိုပါကြောင်း မိမိတို့နိုင်ငံရဲ့ GDP မှာနည်းပါးနေသေးကြောင်းကုန်ထုတ်လုပ်မှုလုပ်ငန်းမှာပြည်တွင်းနဲ့ပြည်ပသို့တင်ပို့ရောင်းချတဲ့ပစ္စည်းများမှာပြည်ပသို့တင်ပို့ရောင်းချနိုင်တဲ့ပစ္စည်းများပုံမှုထုတ်လုပ်တင်ပို့ရောင်းချနိုင်မယ်ဆိုပါကနိုင်ငံသားဝင်ဝင်များပုံမှုရရှိမှာဖြစ်ပါကြောင်း2024-2025ပန်နာနဲ့မှာကုန်သွယ်မှုမှာ1.3ဘီလီယံကန်ပိုငွေပြခဲ့ကြောင်း ်သို့သောနန်ထရိတ်မှာလုံငွေပြသမှုများများပြားကြောင်းမိမိတို့အစိုးရလက်ထက်၄နှစ်အတွင်းပထမနှစ်မှာကုန်သွယ်မှုပိုငွေပြခဲ့ပြီးဒုတိယနှစ်တတိယနှစ်တို့မှာကုန်သွယ်မှုလုံငွေများပြခဲ့ကြောင်းစတုဒ္ဒနှစ်မှာကုန်သွယ်မှုပိုငွေပြခဲ့ပြီးစုစုပေါင်း၄နှစ်တာကာလအတွင်းကုန်သွယ်မှုပိုငွေပြခဲ့ကြောင်း သို့သော NAND trade မှာလုံငွေပြမှုများကြောင့်နိုင်ငံခြားငွေဈေးများမြင့်တက်နေခြင်းဖြစ်ကြောင်းအဲ့ဒီလိုဖြစ်ပွားရခြင်းကိုစီစစ်တဲ့အခါမှာပြည်ပသို့ထွက်ခွာမှုများများပြားတာကိုတွေ့ရပြီးနိုင်ငံခြားသုံးငွေသုံးဆွဲမှုများပြန်ကြောင်းဒါကြောင့်နိုင်ငံခြားငွေများပြန်လည်ရရှိစေရေးဆက်ယုံအလုပ်ယုံများလဲပတ်ပြီးပို့ကုန်များပို့မှုတိုးတက်အောင်တင်ပို့နိုင်အောင်ထုတ်လုပ်သွားရန်လိုပါကြောင်း ဒါကြောင့်စက်ယုံအလုပ်ယုံလုပ်ငန်းများဆောင်ရွက်နေကြသူများအနေနဲ့ပုံမူလဲပတ်ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားကြရန်လိုကြောင်းမိမိတို့ရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့မူဝါဒမှာပစ္စည်းချင်းတူပါကဈေးသက်သာရမည်ဈေးချင်းတူပါကအရေးသွေးပုံမူကောင်းမွန်ရမည်ဖြစ်ကြောင်းတို့မှာဒါဈေးကွက်မှာရောင်းအားများပုံမတိုးတက်လာမှဖြစ်ကြောင်းအရေးအတွက်များများရောင်းချထုတ်လုပ်နိုင်ဖို့လိုပါကြောင်းအလားတူပြည်တွင်းထုတ်ကုန်များကိုလည်းအားပေးဆောင်ရွက်ကြဖို့လိုကြောင်း နန်ထရိတ်မှလုံငွေများမှပြည်ပမှာတရားမဝင်ပစ္စည်းတင်သွင်းမှုများလည်းပါဝင်ပြီးတရားမဝင်ရောင်းဝယ်မှုများရှိကြောင်းပြည်ပမှာမှားယူတင်သွင်းတဲ့ပစ္စည်းများများပြားနေတာကိုတွေ့မြင်နေရပြီးအဲ့ဒီနေရာမှာပြည်တွင်းထုတ်ကုန်ပစ္စည်းများဖြင့်အစားတိုးနိုင်ရေးလှုံ့ဆော်ကြရမှာဖြစ်ပါကြောင်း ဒါကြောင့်မိမိအနေနဲ့ MSME လုပ်ငန်းများကိုအားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း2022ခုနှစ်ကတည်းက MSME လုပ်ငန်းများကိုအားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးလက်ရှိအချိန်မှာအရေးအသွေးမြင့် MSME ထုတ်ကုန်ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူးလျက်ရှိနေတာကိုမိမိတို့အနေနဲ့တွေ့မြင်ရကြောင်းသို့တော်လည်းအဆိုပါထုတ်ကုန်ပစ္စည်းများဟာစားတောက်ကုန်ကိုအခြေခံတဲ့ထုတ်ကုန်ပစ္စည်းအများစုဖြစ်နေတာကိုတွေ့မြင်ရကြောင်း နိုင်ငံစည်းပွားရေးကိုအထောက်ကူပြုနိုင်မဲ့ MSME ထုတ်ကွန်ပစ္စည်းများကိုဆက်လက်တိုးမြှင့်ထုတ်လုပ်သွားကြရန်လိုအပ်မယ်လို့ပြောကြားလိုပါကြောင်းရင်းနှီးမြှုပ်နှံမှုငွေကြေးများနဲ့ပတ်သက်ပြီးငရင်နဲ့ပတ်သက်၍ပြည်လဲထူတော်၏လုပ်ငန်းများဆောင်ရွက်ရာတွင်ရင်းနှီးမြှုပ်နှံငွေများလိုအပ်မှာဖြစ်ပြီးပုတ်ကလီကနှင့်အစိုးရပူးပေါင်းပြီးချေးငွေများဆောင်ရွက်ပေးနိုင်ရန်တင်ပြမှုများရှိကြောင်း အတူများတွက်ချက်ရမှာ developing နဲ့ commercial ဟူ၍ရှိမှာဖြစ်ပြီး developing လုပ်ငန်းများမှာအတူနှုံတက်တာစွာဖြင့်စောင့်ရွက်သွားရန်လိုအပ်မှာဖြစ်ကြောင်း commercial နဲ့ပတ်သက်ပြီးတော့လည်းနှစ်ပိုင်းရှိမှာဖြစ်ပြီးငရင်ဘေးသင့် data များမှာရှိတဲ့ commercial အတူနှုံနဲ့အခြား data များရှိ commercial အတူနှုံဟူ၍ဖြစ်ကြောင်းဖြစ်နိုင်သမျှအတူနှုံတက်တက်တာတာဖြင့်ဖြစ်စေရေးတာဝန်ရှိသူများအတွေ့အကြုံရှိသူများအနေနဲ့ဆွေးနွေးဆောင်ရွက်သွားကြဖို့လိုပါကြောင်း မိမိတို့အနေနဲ့ငရင်တန်းသင့်ဒေတာများအတွက်ချင်းငွေများစောင့်ရွက်ပေးနိုင်ရန်ငွေကျပ်ဘီလီယံ900ကိုရာထားပြီးရင်းနှီးမြှုပ်နှံမှုများအတွက်ထုတ်ချေးပေးသွားမှာဖြစ်ပါကြောင်းနိုင်ငံစီးပွားမြင့်တင်ရန်မုံငွေနဲ့ပတ်သက်ပြီးတော့လေမိမိတို့ထံမှာလက်ကျန်ငွေကျပ် 226ဘီလီယံကန်ရှိကြောင်းအဲ့ဒီငွေများကိုအကျိုးရှိရှိအသုံးချနိုင်စေဖို့အတွက်လည်းထုတ်ပေးသွားလိုကြောင်းတို့ဖြစ်၍နိုင်ငံစည်းဝါမြင့်တင်ရမုံငွေကိုစက်ယုံအလုတ်ယုံများမှာအကျိုးရှိရှိသုံးစွဲသွားနိုင်ရေးအတွက်လည်းထည့်သွင်းဆွေးနွေးပေးစီလိုပါကြောင်း မိမိတို့အနေနဲ့စီးပွားရေးမြင့်တင်ရေးကိုစူးစမ်းရမှာဖြစ်တဲ့ကဲတို့တစ်ဖက်ကလည်းကုန်စင်းလုံးကြဆင်းရေးအတွက်စူးစမ်းရမှာဖြစ်ပါကြောင်းအဲ့ဒါကိုဖြစ်ရှင်းနိုင်တဲ့နည်းလမ်းမှာကုန်ထုတ်လုပ်မှုပင်ဖြစ်ပြီးကုန်ထုတ်လုပ်မှုမရှိဘဲကုန်စင်းလုံးကြဆင်းရမှာမိကဲတို့မြမဖြစ်နိုင်ကြောင်းဝယ်လိုအားနဲ့ရောင်းလိုအားထုတ်လုပ်မှုနဲ့သုံးစွဲမှုတို့မျှတအောင်မိမိတို့အရင်ဖြင့်ဥစွာဆောင်ရွက်ရမှာဖြစ်ပါကြောင်း ဒါကြောင့်ဒေတာအလိုက်ဒေတာရင်းကွန်ထရိုးလုပ်မှုတိုးတက်ရေးကိုအားပေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းမိမိတို့အနေနဲ့စီမံကိန်းစီးပွားရေးစနစ်ကိုတွားတဲ့နိုင်ငံတစ်ခုမဟုတ်ဘဲဈေးကွက်စီးပွားရေးစနစ်ကိုတွားတဲ့နိုင်ငံဖြစ်ကြောင်းအစိုးရအနေနဲ့မူဝါဒချမှတ်ပေးခြင်းသာဖြစ်ပြီးပုတ်ကလစ်ကများလုပ်ငန်းရှင်များကလှုပ်ဆောင်ရမှာဖြစ်ကအဲ့ဒီလိုလှုပ်ဆောင်နိုင်မှသာလျှင်ကုန်စည်နှုန်းများကျဆင်းနိုင်မှာဖြစ်ပါကြောင်း ဒါကြောင့်စားရေးတောက်ရေးတို့အတွက်လိုအပ်တဲ့ကုန်ထုတ်လုပ်မှုများကိုတိုးမြင့်ဆောင်ရွက်သွားရန်ပန်းနိုင်ရည်မှန်းချက်အထွတ်နှုန်းများပြည့်မီအောင်ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်းစိုက်ပျိုးသီးနှံများပန်းနိုင်ရည်မှန်းချက်ပြည့်မီမှုမရှိခြင်းကြောင့်နိုင်ငံဝင်ဝင်ငွေအနေနဲ့အမေရိကန်ဒေါ်လာ၈ဘီလီယံမှ၁၁ဘီလီယံအထိဆုံးရှုံးမှုရှိနေကြောင်း ဒါပြင်တီးတဲ့ဆွမ်းအားများပြည့်မီစေဖို့အတွက်လည်းကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်တဲ့ကဲ့သို့မွေးမြူရေးလုပ်ငန်းများကိုလည်းစနစ်တကျဆောင်ရွက်သွားရမှာဖြစ်ပါကြောင်းအဲ့ဒီလိုဆောင်ရွက်သွားမယ်ဆိုပါကကုန်ထုတ်လုပ်မှုဆွမ်းအားမြင့်တက်လာမှာဖြစ်ပြီးအရေးသွေးပြည့်မီတဲ့ထုတ်ကုန်ပစ္စည်းများကိုပြည်ပသို့ပုံမတင်ဖို့သွားနိုင်မှာဖြစ်ပါကြောင်း မိမိတို့နိုင်ငံရဲ့ပထဝီဝင်တည်ရှိနေမှုအနေအထားရာအိန္ဒိယချင်းနိုင်ငံများနဲ့ဒေသတွင်းနိုင်ငံများရဲ့ကြီးမားတဲ့ဈေးကွက်လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရေးနဲ့နိုင်ငံစီးပွားမြင့်တင်နိုင်မှုအတွက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုမြင့်တင်ဆောင်ရွက်သွားနိုင်ရေးဆွေးနွေးသွားကြစီလိုကြောင်းပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီးအဆောက်အဦများလန်ဒရာများရှိပြီးထိခိုက်ပျက်စီးခဲ့မှုများကိုသင်ငန်းစာယူကြရန်လိုကြောင်း နောက်အနာဂတ်မှာအဆောက်အဦများစောက်လို့ရမှာ register scale 8အဆင့်အထိခံနိုင်ရှိတဲ့အဆောက်အဦများကိုစောက်လို့သွားရန်မူဝါဒချမှတ်ပေးထားပြီဖြစ်ကြောင်းအဲ့ဒီလိုဆောင်ရွက်ခြင်းဟာအနာဂတ်နိုင်ငံသားများအတွက်သာဖြစ်ကြောင်းတာဝန်ရှိသူများအနေနဲ့လည်းစနစ်တကျဖြင့်စက်မှတ်ကုတ်ကဲသွားကြရန်လိုကြောင်း ငရင်တပေါင်းဝဘေးနဲ့ပတ်သက်ပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ကြရမှာငွေကြေးကုန်ကျမှုများကိုမကြည့်ဘဲအခုထပ်ပိုသည့်စိတ်ချရသည့်ခိုင်ခန့်မှုရှိသည့်ယင်းနှိမ့်နယ်မှုကိုဆောင်ရွက်ခြင်းသာဖြစ်တယ်လို့ခံယူဆောင်ရွက်သွားကြဖို့လိုကြောင်းအခုဆွေးနွေးပွဲမှာငရင်တပေါင်းဝဘေးအလွန်ပြန်လည်ထူထောင်ခြင်းနဲ့ဆက်လင်းပြီးမိကဲသို့ဆောင်ရွက်ရန်လိုအပ်တာကိုပုံမွင့်လဲလဲဆွေးနွေးပေးကြရန်အကြံပြုတိုက်တွန်းလိုကြောင်းဖြင့်ဆွေးနွေးပြောကြားပါသည် ဲ့ဒီနော်သံဃာရေးဝန်ကြီးဌာနအမှုပညာဦးစီးဌာနအမှုပညာရှင်များကမြန်မာပြည်ဇာမနီတချင်းဖြင့်ဂုံပြုတ်တင်ဆက်ပါတယ်။ အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အခမ်းအနားတက်ရောက်လာကြသူများဟာစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပါတယ်။ အခမ်းအနားပြီးမှနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အခမ်းအနားတက်ရောက်လာကြသူများဟာမန္တလေးငရင်းကြီးကြောင့်ထိခိုက်ပျက်စီးမှုများ၊ကုညီကယ်ဆယ်ရေးလုပ်ငန်းများနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်မှုမှတ်တမ်းတပ်ပုံပြခန်းများအားလှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ အဆိုပါငရင်ဘေးအလွန်မြမစီဝါရေးပြန်လည်ကူစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲ Rebating Myanmar Post Equate Economic Recovery ကိုမန္တလေးငရင်ကြီးကျောင်းထိခိုက်ပျက်စီးခဲ့ရတဲ့စီဝါရေးလုပ်ငန်းများပြန်လည်ထူထောင်အားကောင်းလာစေရန်ငရင်ဘေးအလွန်ကာလမှာဖြစ်ပေါ်လာမဲ့ပြည်တွင်းပြည်ပဈေးကွက်စီဝါရေးအသည့်များနိုင်ငံစီဝါရေးပုံမှုကောင်းမွန်စေမဲ့အခွင့်အလမ်းများနဲ့ကြုံတွေ့ရနိုင်တဲ့စိန်ခေါ်မှုများကိုသိရှိနိုင်စေရန်မြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရေးအခင်းကျင်းနဲ့ပထဝီစီဝါရေးအခွင့်အလမ်းများကိုသိရှိ အသုံးချပြီးပြည်တွင်းမှာထုတ်ကုန်ပစ္စည်းများကိုဈေးကွက်ချက်ထွင်နိုင်ရေးနဲ့စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်းပေါင်းစည်းမြှင့်တင်နိုင်ရန်ရည်ရွယ်ပြီးမေလ30ရက်နေ့မှ31ရက်နေ့အထိကျင်းပပြုလုပ်ခြင်းဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။